ားလုံးပဲမင်္ဂလာပါခင်ဗျာဘန်ကောက်မှာစနေသတင်းကုန်တွေပဲဖွင့်တဲ့ချက်တူချက်ဈေးကြီးကိုညာဘက်ဆိုရင်ရောသွားလည်လို့ရလားနေဘက်ကနေတအားပူလို့မသွားချင်ဘူးညာဘက်မှာဈေးကိုအေးအေးဆေးဆေးပတ်ချင်တယ်ဆိုတဲ့သူတွေအတွက်ဒီနေ့တော့ချက်တူချက်ညာဈေးကိုသွားကြည့်ပြခဲ့ပါရင်ဗျာဒီညာဈေးမှာဘာတွေဝယ်လို့ရတယ်ဘာတွေရှိတယ်ဆိုတာကိုအခုဗီဒီယိုထဲမှာလိုက်ကြည့်ပေးကြပါအောင်ဗျာကျွန်တော်ကတော့ချက်တူချက်ညာဈေးကို ် MRT အပြာလိုင်းစီးပြီးတော့လာခဲ့ပါတယ်ဗျကံဖန်ဖက်ဆိုတဲ့ပူလာမှာဆင်းပြီးတော့ agent နံပါတ်2ကနေထွက်လိုက်တာနဲ့ဈေးတဲ့ကိုအခုလိုမျိုးတန်းပြီးတော့ရောက်ပါတယ်ဗျဒီတတူချက်ဈေးကို BDS အစိမ်းလိုက်ရထားစီးပြီးတော့လာမယ်ဆိုရင်မော်ချစ်ပူလာမှာဆင်းပြီးလမ်းနေနေရှောက်လိုက်တာနဲ့ဈေးကိုရောက်ပါတယ်ဗျကျွန်တော်ရောက်တဲ့အချိန်ကညနေ၄နာရီခွဲ၅နာရီဝန်းကျင်လောက်ရှိပါပြီဗျ။ ညာသေးကကျတုကျက်စေအခုပလန်တခြားမှာစိုင်းတွေဖွင့်ပြီးတော့ရောင်းมาဖြစ်ပါတယ်အခုကတော့စောနေသေးတာမို့ညာသေးခင်းရောင်းမှုလာပြီးပြင်ဆင်နေကြတာပဲတွေ့ရပါသေးတယ်ဗျညနေခင်းပိုင်းဖြစ်တာမို့ဈေးထဲမှာကအပူချိန်ကကျသွားပါပြီအေးစေးစေးလမ်းလျှောက်လဲလို့ရနေပါပြီဗျကျွန်တော်အကြံပေးချင်တာကဈေးရုံအသွင်းကစိုင်းတွေကိုညနေပိုင်းရောက်ရောက်ချင်းလက်ပတ်တင်ပါတယ်ဘာလို့လဲဆိုတော့ အပွင့်ပိုင်းမှာဖွင့်ထားတဲ့ဆိုင်တွေကညာဆိုရင်ဈေးသိမ်းသွားမှာဖြစ်ပါတယ်မျက်နှာစာတန်းမှာဖွင့်ထားတဲ့ဆိုင်တွေကတော့ညာပိုင်းညာဈေးခင်းတဲ့အချိန်မှာလည်းဖွင့်ပြီးတော့ရောင်းကြပါတယ်အဲဒါကြောင့်အပြင်ဘက်မျက်နှာစာတန်းကဆိုင်တွေကိုမလဲသေးရင်လည်းရပါတယ်အတွင်းပိုင်းမှာဖွင့်ထားတဲ့ဆိုင်တွေကိုဦးစားပေးပြီးတော့လေပတ်ကြည့်ဖို့အကြံပေးကြပါတယ်ဗျာ ည6နိုင်ခွဲလောက်ရောက်ပြီဆိုတာနဲ့ညသေးကဆိုင်တွေစုံနေအောင်ခင်းထားပါပြီစပြီးတော့လဲလို့ရပါပြီဗျညသေးကတော့တတူချက်ဈေးဝင်တွေကအသွင်းပတ်လန်ကာလမတလျှောက်မှာဆိုင်တွေခင်းပြီးတော့ရောင်းတာပါအခုကျွန်တော်ရောင်းနေတဲ့ miss ချက်တူချက်ကုံတိုင်းအရှိတ်ချံလမ်းတစ်ခုပဲညသေးမခင်းတာပါအခုမြင်ကွင်းလေးတွေက miss ချက်တူချက်ကုံတိုင်းအရှိတ်ကမြင်ကွင်းတွေဖြစ်ပါတယ်ဗျ အခုမုတ်သေးတန်းကတော့နေရောညပါရှိတဲ့မုတ်သေးတန်းမှာနေကင်းဘက်ကျတုကျဲဈေးကိုအလဲလာရင်လေအခုမုတ်သေးတန်းကိုတွေးရမှာဖြစ်ပါတယ်ဗျာ။ ုကတော့ညာသေးနေရာကိုစပြီးတော့ရောက်ပါပြီဗျအရင်ဦးဆုံး free food ဆိုင်လေးတွေကိုတွေ့ရပါမယ်ညာသေးမုတ်ဆိုင်လေးတွေကကံဖတ်ဖတ်ဘူတာအထွတ်နာကနေတောက်လျှောက်အခုနေရာအထိဆိုင်တွေအများကြီးပဲခင်းပြီးတော့ရောက်ပါတယ်ဗျကျွန်တော်တို့ဒီမှာဘလို့အစားတောက်လေးတွေဝယ်စားလို့ရနိုင်မယ်ဆိုတာကိုလိုက်ကြည့်ကြပါမယ်ဗျပြီးတဲ့အခါကျမှအဝတ်အစားနဲ့အသုံးဆောင်တွေရောင်းတဲ့ဘက်ကိုပြပေးပါမယ်ဗျ ာတောက်တမ်းမှာကတော့အဓိကအဖြစ် street food တွေဖြစ်တဲ့အကင်လေးတွေဒုံထိုးလေးတွေမုံအချိုလေးတွေအများစုရောင်းတာတွေ့ရပါတယ်ဗျပပပပစားလို့ရတဲ့အစားတောက်တွေလမ်းလျှောက်ရင်းနဲ့စားလို့အဆင်ပြေမဲ့အစားတောက်မျိုးတွေကိုအဓိကထားပြီးရောင်းတာတွေ့ရပါတယ်ဗျ အေးစစ်စစ်ထိုင်စားဖို့အတွက်လည်းနေရာလေးတွေဖန်တီးပေးတာပါပဲထိုင်ဖို့နေရာကတိတ်အများကြီးတော့မရှိဘူးဆိုပေမဲ့လည်းအလဲလာတဲ့သူဥယျာဉ်ထဲတော့သူ့ဟာနဲ့သူအဆင်ပြေတယ်လို့ပြောရပါမယ်ဗျာ ကျွန်တော်ပြောခဲ့သလိုပဲညာစီလမ်းရဲ့ဘေးကရက်လမ်းမတန်းကဆိုင်အတော်များများကတော့ညာဘက်အထိဖွင့်ထားပြီးတော့ရောင်းနေတာကိုတွေ့ရပါမယ်ဗျအစားတောက်ဈေးနှုန်းတွေကတော့ပုံမှန်ညာသေးတွေမှာရောင်းတဲ့ဈေးနှုန်းအတိုင်းပါပဲ over price ဖြစ်နေတာမျိုးမတွေ့ရတော့အဆင်ပြေတယ်လို့ဆိုနိုင်ပါတယ်အစားအသောက်အတွက်ဆိုရင်တခြားညာသေးတွေကလို့ ရွေးချယ်စရာဆိုင်အများကြီးမရှိဘူးလို့ဆိုနိုင်ပါတယ်ကဖဖတ်ပူတာထိတ်ရောက်တော့ဆရီဖူဇေရန်နေရာကအဆုံးတက်ပါပြီဗျဒါပေမဲ့ဒီနေရာကနေအဝအစားနဲ့အသုံးဆောင်တွေရောင်းတဲ့ဇေရန်ဘက်ကို ပြန်သွားလို့ရတာမို့ညာသေးကိုဆက်ပြီးလဲလို့ရပါသေးတယ် ဘလို့ပစ္စည်းတွေဘလို့အသုံးဆောင်ပစ္စည်းတွေရောင်းနေဆိုတာကိုဗီဒီယိုထဲမှာလိုက်ကြည့်ပေးကြပါအောင်ဗျာအဝအစားနဲ့ ဖန်စီပစ္စည်းတွေလက်ကင်အိတ်တွေစားတပြည့်ပစ္စည်းအမျိုးမျိုးရောင်းတဲ့ဆိုင်တွေအတော်လေးများပါတယ်အဓိကကတော့ဝတ်အစားရောင်းတဲ့ဆိုင်တွေများပါတယ်ဆိုင်အရေအတွက်အားဖြင့်လည်းများတယ်လို့ဆိုနိုင်ပါတယ် ချက်တူချက်ဈေးကချက်တူချက် weekend market ဆိုတဲ့နာမည်အတိုင်းပဲစနေသတင်းကွန်တွေမှာဆိုင်တွေဖွင့်ပြီးတော့ရောင်းပါတယ်ပုံမှန်နေဘက်ဖွင့်တဲ့ဈေးကတော့ဆိုင်ကျန်းပေါင်းတောင်းနဲ့ချီရှိတဲ့ဈေးဖြစ်ပါတယ်အခုညဈေးကတော့တောက်ကြကနေသတင်းကွန်တွေအထိ၃ရက်ပဲဖွင့်ပြီးတော့ညနေ6:00နာရီကနေညတကောင်ထိဖွင့်တဲ့ညဈေးလို့သိရပါတယ်ဗျဈာရက်တွေကိုဈေးသွားမြင်ရင်တော့အခုလိုမျိုးကြုံရမှာမဟုတ်ပါဘူးဗျ thank you ချက်တူချက်ဈေးကိုညာဘက်သွားလဲမယ်ဆိုရင်သွားလို့ရလားမေးထားတဲ့သူတွေအတွက်အခုချက်တူချက်ညာဈေးကိုသွားကြည့်ပြီးတော့ဗီဒီယိုလေးတင်ပေးလိုက်ပါရစေဗျညာဈေးကနေဘက်ဖွင့်တဲ့ဈေးလောက်ဆိုင်တွင်မစုံဘူးဆိုပေမဲ့လည်းအချိန်မရတဲ့သူတွေညာဈေးအေးအေးပတ်ချင်တဲ့သူတွေအတွက်လေဘက်လို့တင်တော်တဲ့ဈေးတစ်ခုဖြစ်နေညွှန်ပေးကြပါလေဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြောက်ပေးသွားအောင်မှာမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လှူထားပေးကြပါအောင်ဗျ 阿龙哥，今天怎么来了？